။ဘာလို့ចောင်းသားတွေចောင်းសាကိုစိတ်မဝင်စားကြတော့တာလဲ။အားလုံးပဲမင်္ဂလာပါရှင်။ចောင်းសាကိုစိတ်ဝင်စားတော့တဲ့အကြောင်းရင်းကိုဘယ်လိုဖြည့်ရှင်းမလဲဆိုတာကိုကျမတို့အတူတူစဉ်းစားကြည့်ရအောင်။အစ်တအနေနဲ့နော်နီးလန်းတူတွေနဲ့ပဲအတူတူသင်ကြားပေးနေလို့တခါလာလဲဒီလိုပုံစံနဲ့သင်တယ်တခါလာလဲဒီလိုပုံစံနဲ့သင်တယ်ဆိုရင်ကလေးတွေကစာသင်တာကိုစိတ်ဝင်စားတော့အဲ့တော့ကျမတို့ဘာလုပ်မလဲဆိုရင်သင်ပုံပြောင်းမယ်သင်နည်းပြောင်းမယ် နံပါတ်1နံပါတ်1ချက်နေနေရကြပါလဲဆိုတော့စာမေးခွဲအတွက်ပဲအာယုံတွေစိုက်ပြီးတော့စိတ်ဖြည့်ဆည်းမှုတွေများစီလို့စာကိုစိတ်ဝင်စားတော့တာနော်စာမေးပြရမယ်နော်စာကြရမယ်နော်ဆိုကလေးတို့အဲ့လိုမျိုးအမြဲတမ်းပြောနေတော့ကလေးတွေကဒီပေါ်မှာသူတို့တွေကအရန်နေပြီးတော့စိတ်ပီစီမှုတွေများပြီးတော့စာတည့်ရမှသူတို့ကြောက်နေပြီးစာကို လိုက်ပြီးတော့မမှတ်ချင်တော့မလုပ်ချင်တော့စိတ်ဝင်စားတော့အဲ့လိုဖြစ်တာပေါ့နော်အဲ့တော့ကျမတို့ကစောင်းမွေးဖြေရတယ်ဆိုပေမဲ့စိတ်ဖြေစီမှုမလိုဘူးစာအုပ်ဘလို့ချက်ရတယ်စာချက်ပုံကျန်နေမှတ်ပုံမှန်နေမှတ်စုထုတ်ပုံထုံနေလေးနဲ့စနစ်တကျလေးတင်ပေးလိုက်မယ်ဆိုရင်ကလေးတွေကအော်စောင်းမွေးဆိုတာကိုစိတ်ဖြေစီမှုမရှိတော့ဘဲနဲ့စာကိုစိတ်ဝင်စားတစားနဲ့တင်ယူလာမှာဖြစ်တယ်နံပါတ်3ချက်လုံးအရေးကြီးရယ်။နော်ဘာဖြစ်လို့လဲဆိုတော့တို့ကစာတော့တင်နေရတယ်ဒါပေမဲ့လက်တွေ့ဘဝမှာအတော့ဝင်ဘူးလို့တို့စိတ်ထဲမှာထင်နေတာ เนาะအဲ့တော့ကျမတို့ကဒီမာတင်ပေးလိုက်တဲ့အခြေခံဘ ഹു တုတအသိပညာစိတ်နေစိတ်ထားတွေမရှိဘဲနဲ့အစင့်မြင့်ပညာကိုတင် जा တဲ့နေရာမှာခက်ခဲမှာဆိုလို့ဒီမာအခြေခံပညာအနေနဲ့တင် जा ပေးရတာဖြစ်တယ်ဆိုတာကိုသူတို့နားလည်အောင်သဘောပေါအောင်လို့ရှင်းပြပေးရမှာဖြစ်တယ်။ဥပမာဆိုရင်ဘာသာရဲ့အလိုက်ပေါ့နော်။လက်တွေ့ဘဝမှာအတုံးမကြတဲ့ဘာသာဆိုတာမရှိဘူးမြန်မာစာအင်္ဂလိပ်စာတင် जा เนาะပထဝီသမိုင်းသိပ်ပံလက်တွေ့ဘဝမှာကျမတို့ကပြန်ပြီးအတုံးချလို့ရတဲ့ဘာသာရဲ့ တည်းကြီးပဲနော်လက်တွေဘွားနဲ့ချိတ်ဆက်ပြီးတော့တင် जा ပေးမယ်ဆိုသူတို့ပို့ပြီးတော့စိတ်ဝင်စားတယ်ဥပမာမြန်မာစာမြန်မာစာဆိုလို့ရှိရင်ကျမတို့ကအခုစနစ်တည့်တင်ရုံးမှာပေါ့နော်စနစ်တည့်တင်ရုံးမှာဆိုသူတို့စဉ်းစားတွေးခေါ်ပုံတွေးခေါ်နေတယ်အရန်ပါတယ်ပြီးတော့အာဘယ်လိုလဲဆိုတော့လူမှုပေါင်းသင်းဆက်ဆံရေးနော်အဲပြီးလို့ရှိရင်စုံမစကားတွေအများကြီးထည့်ထားပေးတယ်ကလေးတွေလိမ္မာရင်ကျေးအောင်လို့ကြပြားလေးတွေလည်းအများကြီးထည့်ပေးထားတယ်အတွက်ကြောင့်မလို့ဒီဟာတွေနဲ့ကျမတို့ကလက်တွေ့ပြင်ပကဘာမှာပေါ့နော်ပြန်ပြီးတော့အသုံးချမ ယ်ဆိုရင်เนาะပို့ပြီးတော့ကောင်းတယ်ဆိုတော့သူတို့ဒီလိုမျိုးအဲစာသင်ငန်းနဲ့ဒီလက်တွေ့ဘဝနဲ့ချိတ်ဆက်ပြီးတော့အဲ့လိုမျိုးသင်ကြားပေးမယ်ဆိုရင်ကလေးတွေဟာစာကိုပို့ပြီးတော့စိတ်ဝင်စားလာမှာဖြစ်ပါတယ်ရှင်။ဒါကတော့ကျမအဲသင်ယူနေရင်လေ့လာနေရင်သင်ကြားပေးနေရင်ねเนาะဒါကျမရဲ့အမြင်လေးဖြစ်ပါတယ်။အဲ့တော့ကျန်တဲ့တီချေတွေရောကျန်တဲ့ဆရာမတွေရောကလေးတွေကိုကျောင်းစာကိုစိတ်ဝင်စားအောင်ဘလို့နီးတွေနဲ့သင်ကြားပေးနေတယ်လဲဆိုတာကို comment မှာ မျှဝေပေးလို့ရပါတယ်ရှင်ကျမကတော့ဒီချက်ဆန္ဒပါကျေးဇူးတင်ပါတယ်